အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ရေဘောအုပ်နီးပညာတွေကိုမျှဝေပေးနေတဲ့ဦးစိုးအောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ရေဘောအုပ်နီးပညာသင်တန်းမှာလာရောက်မတက်နိုင်တဲ့နေဝေးမှာရှိတဲ့လူတွေနဲ့နီးပညာကိုလေ့လာလိုက်စားတဲ့လူငယ်တွေနောက်ပြီးတော့ကွန်ကရစ်နဲ့ပတ်သက်ပြီးတော့လေ့လာလိုက်စားတဲ့လူတွေကွန်ကရစ်လုပ်ငန်းလေးတွေတည်တည်မှောမှောကွန်ကရစ်လုပ်ငန်းလေးတွေတနိုင်တစ်ပိုင်း လုပ်နေတဲ့လူတွေဒီနည်းပညာကိုအဓိကချိကလေးလာလို့လည်းရပါတယ်နောက်ပြီးတော့ဒီရေဘောအုပ်လည်းလုပ်လို့ရတယ်ဝိတ်ဘောအုပ်လည်းလုပ်လို့ရတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်အခုနောက်ပိုင်းမှာကျွန်တော်တို့ဘောတော့ဟိုတာမန်လူရိုးလို့ရှင်သုံးရိုးသုံးဆွဲနေရတဲ့အုပ်ရှိပါအောင်တို့ဆယ်ပါအောင်တို့တချို့လေမြေတွေကိုထွန်ထွန်ရဲလို့ရတဲ့လေမြေတွေက မြေအနီတွေကိုမိုးတွေနဲ့ရိုက်တယ်ရိုက်ပြီးတော့မီးတွေဖုတ်တယ်မီးတွေဖုတ်ပြီးအုတ်တွေတဲ့လှုပ်တယ်အဲ့ဒီလှုပ်တဲ့အုတ်တွေနဲ့ဆောက်လှုပ်တဲ့အဆောက်အဦတွေများစွာရှိပါတယ်ဒါကတော့ဟိုးခစ်တဲရတွေပြီးတော့ရှင်းဆွဲပေါ့တော့ကျွန်တော်သုံးဆွဲနေတဲ့အုတ်တွေဖြစ်ပါတယ်အခုနောက်ပိုင်းမှာဒီအုတ်တွေကတာမန်တဲ့လေဈေးတွေတက်လာပြီတဖြည်းဖြည်းနဲ့တက်လာပြီနောက်ပြီးတော့လောင်စာတွေလည်းရှားပါလာပြီနောက်ပြီးတော့ထုတ်လုပ်တဲ့ကုန်ကြမ်းဈေးတွေကလည်းတဖြည်းဖြည်းမြင့်တက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ ဒီနေရာမှာအစားထိုးဖို့အတွက်ရေပေါ်ဥတီဝေပေါ်ဥတီအာနိုင်ငံသားကဖန်တီးထားတဲ့ပြုလုပ်ထားတဲ့ CSC ဝေပေါ်ဥတီ FLC တို့ပေါ့နော်ဖို့လုပ်တဲ့လုပ်တဲ့ဥတီများသောအားဖြင့်ဤပညာနောက်ကိုအပြည့်ပြည့်နဲ့လိုက်လာတော့ကျွန်တော်တို့မြန်မာပြည်မှာလည်းစတင်ပြီးတော့30နေတာဝေပေါ်ဥတီ CSC တွေဆိုရင်9နှစ်10နှစ်ဆယ်နှစ်နီးပါးရှိပါပြီဒါတချို့နေဒီမှာဆိုလဲဟိုစတင်ပြီးတော့လုံနေတဲ့လူတွေရှိပါတယ်တချို့နေဒီမှာမရောက်သေးတဲ့ဒေသတွေမှာလည်း အချို့နေဒီမှာမြောက်သေးပါဘူးအဲ့တော့ကျွန်တော်တို့ကဝေးပေါ်အုပ်ကတာမန်အုပ်တွေတဲ့ဘာတွေကောင်းတယ်လဲဘလို့တွေအချို့ပြုတ်တယ်လဲဘလို့တွေအတုံးချတယ်လဲဆိုတာကတော့ကျွန်တော်ရဲ့တခြားဗီဒီယိုတွေမှာလည်းလေ့လာလို့ရပါတယ်အင်တာနက်ထဲမှာလည်း Google တို့ဘာတို့မှာလည်းဒီဝေးပေါ်အုပ်နဲ့ CSC ဘလော့တွေရဲ့အကြောင်းကိုဝင်ရောက်လေ့လာလို့လည်းရပါတယ်အဲ့တော့ကျွန်တော်တို့ကတချို့မိခုံးတွေလာလာမိကြတယ်အဲ့ဒါတာမန် အုတ်ထက်မာလာလို့တာမန်အုတ်ထက်ခိုင်လာလို့ဟလာဟိုဟိုတာမန်အုတ်အတုံးပြူလို့ရတဲ့နေရာမှာဒီဟာကိုအစားတော့တုံးလို့ရှင်ရင်အဲဈေးတက်တာလာအဲ့ဒါတွေကတော့အများကြီးလေးလာစရာအပိုင်းကြီးရှိပါတယ်တခြားဗီဒီယိုတွေမှာလည်းလေးလာတာပါတယ်အဲ့တော့တချို့မေးတဲ့မေးခွန်းတွေမှာဆိုလို့ရှင်ရင်ဟိုအုတ်အနီတွေ၁၀ပေါက်အုတ်တွေ၁၀ပေါက်အုတ်တွေကိုကြိုက်တဲ့လူတွေကတော့ဒီလိုအုတ်တွေကိုတုံးပါတော့ ဝေပေါ် OD CSC OD FSC OD ဒီလိုပေါ့အမြုပ်နဲ့လုတ်တဲ့ OD ဟာလာအခုနောက်ပိုင်းနီးပညာအဆင့်မြင့်ပြီးတော့သုံးတဲ့ပစ္စည်းတွေကိုကြိုက်တဲ့လူကတပိုင်းသုံးဆွဲလို့ရပါတယ်။အာကျွန်တော်တို့ကတချို့ကိုယ်တော့ရှိရင်ဆွဲဒေတာဆွဲဒီမှာအဆွဲပြုပြီးတော့လုတ်နေတဲ့ပစ္စည်းတွေကိုသွားပြီးတော့အတိုက်အခိုက်ပြုပြီးတော့အငင်းပွားစရာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ခေတ်နဲ့အညီပြောင်းလဲလာပြီးတော့သုံးဆွဲလာခြင်းသုံးဆွဲတဲ့လူအတွက်လည်းအကျိုးရှိရင်သုံးဆွဲပါသုံးဆွဲတဲ့လူတွေအကျိုးမရှိရင်လူတိုင်းကတော့သုံးဆွဲမှာမဟုတ်ပါဘူးတို့တဲ့ကြောင့်အချို့နေရာတွေမှာဆိုလို့ရှိရင်ဒီလို10ဘောက်တွေ7ဘောက်တွေရှင်းအုပ်တွေဈေးရန်တက်တာပါတယ်တချို့ဒေသတွေမှာဆိုရင်တဲတဲ့ဈေးကြီးတွေဈေးကြီးတယ်အဲ့အတွက်ကြောင့်ဒီလို CSC အုပ်တွေတချို့တုံးကြပါတယ်ကျွန်တော် စီကနီးပညာလာတင်တဲ့လူတွေဆိုလို့ရှိရင်တို့တွေညံကောင်းကြတယ်ဗျဟလာတို့တွေချို့ဝေးလံခုံကြတဲ့ဒေသတွေကားလံမပေါက်တဲ့နေရာတွေဥမာပေါ့နော်တော်တော်ခက်ခဲသွားလာတဲ့နေရာတွေဟိုဆိုလို့ရှိရင်တို့အဆောက်အဦတွေစောက်ဖို့ခဲရင်းတယ်ပေါ့နော်အဲ့ဒီနေရာတွေကိုဒီလိုဒေသထွက်တဲ့ရှစ်ပေါက်တွေဆယ်ပေါက်အုပ်တွေတည်ယူပြီးတော့ပို့ဆောင်ရတဲ့ခီးစည်းတွေလည်းတို့ကုန်ကြတယ် အဲ့အတွက်ကြောင့်ကျွန်တော်ကိုကျွန်တော်ရှိမှသင်တန်းနေလာတက်တက်တချို့လူတွေဆိုလို့ရှိရင်ကျွန်တော်ရှိကအမျိုးဆက်ပြီးဝေသွားတယ်ဝေသွားပြီးတော့သူတို့ဒေသမှာရှိတဲ့ဟာလာချောင်းသေးတို့ဘာတို့သူတို့ဘာသူတို့ဖန်တီးပြီးတော့ရယူထားတယ်ဝိပောအုပ်တွေသူတို့ကသူတို့လုတ်တယ်လုတ်ပြီးတော့သူတို့ဒေသမှာရှိတဲ့အိမ်လေးတွေလမ်းလေးတွေဟာလာသူတို့ဟိုဘာပေါ်လေယာထွက်ကုန်အဲကုန်ထုတ်လမ်းလေးတွေသူတို့ကသူတို့လောင်းယူတဲ့ဤပညာဒီ ိုမျှဝေပေးနေတဲ့အတတ်ပညာရှင်ရဲ့အသိပညာရှင်တွေတော့များများပေါ်ထွန်းနေပါပြီတို့တို့ကြောင့်ကိုဒေတာဖွံ့ဖြိုးဖို့အတွက်ဒီလိုနည်းပညာကတတ်ထိုင်ပိုကောင်းပါတယ်ဟလာဘာမှဟိုဟာပေါ့အခုခင်မှာဆိုလို့ရှိရင်ပြောပါလောက်တဲ့အရင်းကြီးမဟုတ်ပါဘူးဒါလေးကပေါ့ပေါ့ပါပါတနိုင်တစ်ပိုင်းလုံလုံရတဲ့နီးလေးပါတို့တို့ကြောင့်ကျွန်တော်ရှိရတင်နှမ်းမှာလာတက်လို့ရှိရင်လည်းရတယ်လာမတက်ဖဲနဲ့ YouTube ပေါ်မှာရှိတဲ့ ဗီဒီယိုတွေလေ့လာပြီးတော့အသုံးချရင်လည်းရပါတယ်ကျွန်တော်ရှိမှသင်တန်းတက်တည်ဖြစ်စီမတက်တည်ဖြစ်စီတခြားဆရာတွေနဲ့သင်ခဲ့တာတွေလည်းရှိမယ်ကျွန်တော်ရှိရရတဲ့ဟာတွေထပ်ပြီးတော့စုဆောင်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အကြံဉာဏ်ဘူတ္တရာတွေပို့ပြီးတော့ပြည့်စုံပြီးတော့မိမိရဲ့လုပ်ငန်းတိုးတက်ဖို့လည်းပို့ပြီးဟိုကတပတ်တလန်အကျိုးရှိနိုင်မှာဖြစ်ပါတယ်သူတို့ကြောင့်ဘလို့ပဲတက်တက်ဟာလာဘလို့ပဲတင်တင်ဘလို့နီးပညာတွေပဲချိကချိကကိုဒေတာရဲ့ ုလူမှုဘဝတွေတုတ်တက်မယ်ကိုယ့်ရဲ့ဘဝတွေတုတ်တက်မယ်ကိုယ့်ရဲ့ဟာလာရှာဖွေတဲ့ဥစ္စာဒနာတွေတိုးတက်မှာဆိုကျွန်တော် တို့ကအားလုံးဝမ်းမြောက်ဝမ်းသာအကျိုးဆိုးရမှာဖြစ်ပါတယ်သူတို့ကြောင့်ကျွန်တော်တို့ကဒီလိုဝိပ္ပုတ်အုပ်တွေကိုတုံးတဲ့နေရာမှာဟာတချို့တွေအငင်းပွားတာပေါ့နော်ဘုရားတဲ့ဘုရားပိုကောင်းတယ်ဒါတွေကအငင်းပွားစရာမလိုပါဘူးဟိုကျွန်တော်တို့အခုလေးလာနေတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ပြည်ပနိုင်ငံတွေဟာစင်ကာပူတို့မလေးရှားတို့ထိုင်းတို့အဲတခြား ပြပနိုင်ငံတွေမှာဆိုရင်ရှင်အ AEC တို့ CSC တို့ Wipo Out တွေတော်တော်များများသုံးကြတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်အုတ်တွေတော့မစီတော့ဘူး Cricket တွေတော်တော်များများသုံးပြီးအဲ့တော့ကျွန်တော်တို့အတိုင်းပြည်မှာလည်းဒီလို internet တရားတွေပြီးတော့ Google တို့ဘာတို့တရားတွေပြီးတော့ရှာဖွေပြီးတော့ YouTube တွေရှာဖွေပြီးတော့ဒါမျိုးတွေကိုလည်း like ပြီးတော့လေ့လာလို့ရပါတယ်နောက်တစ်ချက်မေးကြရပါတော့เนาะဟိုကျွန်တော်တို့ဗမာပြည်မှာပေါ့ဒီလို Wipo out တွေလုတ်တယ် CSC out တွေလုတ်တယ် ဟိုစေးသွင်းတဲ့ကုမ္ပဏီတွေရှိပါတယ်အဲ့တော့စေးသွင်းတဲ့ကုမ္ပဏီတွေကလည်းသူတို့ကသူတို့ဟလာဖက်ဒလန်တွေစေးတွေသွင်းပြီးတော့ဒီလိုကုန်ထုတ်တဲ့လူတွေအတွက်ရောင်းချပေးနေတာရှိပါတယ်အဲ့တော့ခက်ခက်ခဲခဲဖြစ်လာတဲ့အချိန်ကြလို့ရှိရင်ဒီလိုစေးတွေမရလို့ရှိရင်ဘယ်ဟာကိုအစားသုံးပြီးတော့ထိုးပြီးတော့တုံးလို့ရတယ်ဆိုရသလားဆိုလဲမိခုံးนี่ကျွန်တော်လာမေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီဆေးတွေရှားပါခဲ့လို့ လာဝေလို့မရခဲ့ရင်ဟာတွင်တင်တွင်ခွင့်ဒီမရှိလို့ဒီမှာရှားပါခဲ့လို့ရှင်တင်တွင်တဲ့လူတွေကလည်းသူတို့ကသူတို့ရှားကြံပြီးတော့သူတို့တင်သွင်းမှာပါအကိမရခဲ့လို့ရှင်လည်းဤပညာတတ်တဲ့လူတွေကလုတ်ရောင်းတာတွေရှိပါတယ်တချို့လည်းဤပညာတွေတော်တော်များများတတ်ပါတယ်အာကျွန်တော်ကိုယ်တိုင်လည်းဒီလိုစီးတွေကိုဖန်တီးပြီးတော့ရောဆက်ပြီးတော့ထုတ်လုပ်ရောင်းချတဲ့အဆင်မဟုတ်တော့မှဒီလိုဝိပော့အုပ်ကို ထုတ်လုပ်ဖို့အတွက်ကိုရောစပ်ထားတဲ့စီးတွေကျွန်တော်စမ်းသပ်ဖူးရတယ်ရှိပါတယ်ဒါပေမဲ့ကျွန်တော်ထုတ်တော့မရောက်ပါဘူးဘာလို့လဲကျွန်တော်ကနီးပညာတွေကိုဒီဟာကိုတဖြည်းဖြည်းနဲ့ရှာဖွေပြီးတော့စမ်းသပ်ပြီးတော့လုပ်ထားတဲ့အဆင့်ပဲရှိပါသေးတယ်သူတို့ကြောင့်ဒီလိုစီးရှားပါခဲ့လို့ရှိရင်ထုတ်လို့ရောင်းချတဲ့လူတွေရှိပါတယ်။တခြားကျွန်တော်တဲ့ဤပညာတက်ချမ်းတဲ့လူတွေလည်းထုတ်လို့ရောင်းချနေတာတွေလည်းရှိပါတယ်။တချို့တွေဆိုရင်သူ့ရဲ့တက်ချမ်းတဲ့ဤပညာတွေကို မျှဝေပေးဖို့ခင်းရင်ပါတယ်သူတို့ရဲ့ product တွေသူတို့ရဲ့ကုန်ထုတ်လုပ်ငန်းတွေမှာသူတို့ကိုယ်တိုင်ဒီစီအမျိုးအစားတွေကိုထုတ်လုပ်ပြီးတော့သူတို့ကိုယ်တိုင်သုံးဆွေးနေတာတွေတော့များများလည်းရှိနေပါပြီအဲ့ဒါတွေကတော့ကိုယ့်ဟာကိုယ်အင်တာနက်ထဲကတော့လကောင်း Google ရတော့လကောင်းကိုယ့်ရဲ့အကာလကြာရှိစမ်းသပ်ပြီးတော့ထုတ်ဖို့လို့ရှိရင်ရနိုင်တဲ့အရာတွေဖြစ်ပါတယ်ဒါကလည်းဘာမှမခက်ပါဘူး ဟိုကျွန်တော်တရားတွေကတော့ပြောပြလို့မရတဲ့အနေအထားကြောင့်မို့ကျွန်တော်မပြောလို့တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တချို့တွေကဟိုပေါ့ကိုယ်တိုင်လည်းမလာဘူးပေါ့နော်။အဝီရတွေပြီးတော့ကလန်ပြီးတော့မေးကြတယ်။အာဒီဆေးတွေရှာရင်ဘယ်လိုလုပ်မလဲ။ရပါတယ်။ဘာမှမပူပါနဲ့။ဒီဆေးတွင်းတဲ့လူကလည်းဒီသူ့ရဲ့လုပ်ငန်း အောင်မြင်ဖို့အတွက်သူ့ဘာသူရှာကြံပြီးတော့တွင်းပါလိမ့်မယ်အကယ်၍မရခဲ့သည့်ရှိတော့ဒီဆေးကိုဖန်တီးထားတဲ့လူတွေရှိပါတယ်သူတို့ကထုတ်လို့ရောင်းချမှာဖြစ်ပါတယ်ဘာမှမဘူးပါနဲ့အဲ့တော့ကျွန်တော်တို့ကဒီလိုကုန်ထုတ်တဲ့လုပ်ငန်းတွေမှာဟိုပေါ့ CNC လုပ်တဲ့လုပ်ငန်းတွေမှာအဓိကကအမြုပ်ဆေးပဲအဲ့အမြုပ်ဆေးကလည်းဘာမှမခက်ဘူးဖန်တီးလို့လည်းရတယ်ကိုယ်တိုင်ဖန်တီးလို့လည်းရတယ်အချိန်ကာလတစ်ခုတော့လိုမယ်ဤပညာလေးတစ်ခုတော့လိုမယ်ကိုယ်လုံရင်လုံယူလို့ရပါတယ်တချို့ဒီ နီးစက်သက်ရတယ်ဒါပေမဲ့ဟိုပါပေါ့နော်ကောင်းကောင်းချင်းဆိုချင်းကတော့ကိုတက်ကျွမ်းတဲ့အပေါ်မှာပဲမူတည်တာပေါ့နော်ဟိုနိုင်ငံခြားလာတဲ့ဖေးတွေကတော့သူတို့တွေကကုမ္ပဏီကြီးတွေဟာတခွဲဆန်းသက်မှုတွေအများကြီးနဲ့ဖန်တီးထားတယ်ကျွန်တော်တို့မသိတဲ့အရာတွေနဲ့ဖန်တီးထားတော့သူတို့ကဈေးတစ်ခုလည်းပေးရမယ်ကောင်းတဲ့အကျိုးအမြင့်တင်နေရလဲပို့ပြီးတော့ကောင်းတက်ပါတယ်သူတို့ကြောင့်ကျွန်တော်ကတော့ဒီအရာတွေကိုဆန်းသက်ပြီးတော့ မတုံးမရောင်းလည်းမရောင်းချပါဘူးတုံးလည်းမတုံးဆက်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကအစင်သည့်ရတဲ့ဒီလိုနိုင်ငံခြားအတွင်းသွင်းလာတဲ့စီးတွေကအခုချိန်မှာရှိနေသေးတဲ့တရားကျွန်တော်ဒီဟာကိုခက်ခက်ခဲခဲစဉ်းလည်းမစဉ်းစားဘူးเนาะလုံလည်းမလုပ်တော့ပါဘူးသူတို့ကြောင့်လူကြီးမင်းတို့လည်းဘယ်လိုအနေထားပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီလုပ်ငန်းတစ်ခုကိုတနိုင်တစ်ပိုင်းကနေလည်းစလို့ရတယ်တီတီလီကလည်းစလို့ရတယ်ကျွန်တော်ရဲ့တခြားဗီဒီယိုတွေထဲမှာဆိုရင်ဒီလိုလုပ်ငန်းတွေလုပ်တယ်ဟလား ကိုယ့်ရဲ့လှုပ်ချင်တဲ့စိတ်ရဲ့စန္ဒလေးပဲမူတည်တယ်အဲ့တော့တချို့ကဟိုဆင်ကြီးမျိုးမျိုးပေးတယ်ဗောဗျာဆရာကြီးကျွန်တော်ရှင်မှာတော့ remote ဆက်မရှိဘူးဟာလားအမြုပ်ဆက်မရှိဘူးပူဆက်မရှိဘူးအဓိကကလည်းလိုတာက remote ဆက်ကဲအမြုပ်ဆက်ကဲမှုဆက်ကဲစီးရင်ဒီ၄မျိုးကအဓိကလိုတာဗောနော်အဲ့တော့ဟို remote ဆက်ကိုလိုအပ်ခဲ့လို့ရှင်လည်း ိုတိုင်းလီမုတ်ဆက်တချို့အိမ်ဒီမှာဆိုအဝီစီတွေနေရှိတယ်ဝီစီတွေနေလီမုတ်တဲ့ဆက်တွေရှိတယ်အဲ့လိုလီမုတ်ဆက်တွေကိုရေလောင်အိုးတွေနေနဲ့ဖန်ပြီးအသုံးပြုလို့ရပါတယ်အာအမြုပ်ဆက်လူရယ်ဆိုလို့ရှိရင်လည်းအမြုပ်ဆက်ကိုလည်းတနိုင်တစ်ပိုင်းကိုဘကိုဖန်ပြီးလို့ရတယ်ကိုဖန်ပြီးရဲ့အမြုပ်ဆက်ကတော့ကောင်းကျင်လည်းကောင်းမယ်မကောင်းကျင်လည်းမကောင်းဘူးကိုကိုတိုင်းဖန်ပြီးရဲ့အပေါ်မှာပဲမူတည်တယ်အာ ဟိုတချို့ဆိုလို့ရှိရင်ဟာလာတိုင်မာတွေပါလို့မလုတ်တတ်ဘူးဟာကျွန်တော်တို့အရင်ဆုံးအနှုတ်ဆက်စလုတ်တဲ့အချိန်တုန်းကပဲကျွန်တော်တို့လည်းမလုတ်တတ်ဘူးဟာလာမလုတ်တတ်တဲ့အတွက်ကြောင့်တိုင်မာမပါဘဲနဲ့ကျွန်တော်ကကျွန်တော်တို့ဟာလာဒီအနှုတ်ဆက်ကိုစ run တဲ့အချိန်မှာကိုယ့်အကိုစိတ်မှတ်နေတာ1 2 3 4 5 6 7 8 9 10ပြီးမှန်မှန်ပြီးတော့ထည့်တယ်အဲ့လိုထည့်လို့ရှိရင်မရဘူးမဟုတ်ရတယ်တဖြုံနဲ့တဖြုံမှာနည်းနည်းလေးတွေအချိုးစားလေးတွေကွာသွားရင်အမြဲတမ်းချိန်ညှိနေရတယ်အဲ့အတွက်ကြောင့် ကျွန်တော်အပြုတ်ဆက်တွေကိုဖန်တီးတဲ့နေရာနောက်ပိုင်းကျတော့ timer လေးတွေနဲ့လုံလိုက်တယ်ဟလာ timer လေးတွေနဲ့ run နဲ့ stop တယ်ကိုကျွန်တော်တို့တတ်ဖတ်လိုက်တဲ့အတွက်ကြောင့်ထွက်လာတဲ့ CSC အုပ်ရဲ့တိတ်ကြီးစားတွေကပထမတစ်ခါထုတ်လဲ1300ဆို1300 1200ဆို1200နောက်တစ်ခါထုတ်လဲ1300ဆို1300 1200ဆို1200တိတိကျကျထွက်လာတယ်အဲ့ဒါဒီလိုစက်တွေရဲ့ဟိုဟာပေါ့စက်တွေရဲ့တိတိကျကျဆုံးဖြတ်ချက်ကြောင့်ကျွန်တော်တို့ကပစ္စည်းကြီးကောင်းကောင်းတွေထွက်လာတယ်တို့တို့ကြောင့်လူကြီးမင်းတို့လည်း လုတ်ပါ အမြုပ်ဆက်ကိုဘယ်လိုဖန်တီးရမလဲဆိုတဲ့အပိုင်းကိုနောက်ဗီဒီယိုတွေမှာကျွန်တော်ဆက်လက်တင်ပြသွားပါမယ်အမြုပ်ဆက်ကဲမှုရဆက်ကဲအမြုပ်စီးရအကြောင်းရဘယ်လိုစတင်လုပ်ရမလဲဆိုတဲ့ဗီဒီယိုလေးပုဒ်ကိုနောက်ဗီဒီယိုတွေမှာကျွန်တော်ထပ်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်အဲ့ဒီမှာလိုအပ်တဲ့ဟာလာကျွန်တော်တို့က CSC Weibo Out တွေ Yibo Out တွေ အဲဘလို့ပဲခေါ်ခေါ်ပေါ့နော်ဒီ weight out တွေလောက်တော့မယ်ဆိုလို့ရှိရင်လိုအပ်တဲ့အပိုင်းတစ်ပိုင်းစီကိုကျွန်တော်ဗီဒီယိုလေးတွေနဲ့သူ့အပိုင်းနဲ့သူ့အပိုင်းကျွန်တော်တပုတ်စီညောက်ပြီးသွားပါမယ်အဲ့ဒီအပုတ်တွေကိုဒီငါးပုတ်ကိုကြည့်လိုက်ကြည့်လိုက်ပြီးရင်ကိုလုပ်ငန်းတစ်ခုလုပ်လို့ရပြီအလားတချို့တွေကဟိုဗီဒီယိုတစ်ခန်းတစ်ခန်းပဲကြည့်တယ်ဟိုလုပ်ငန်း တစ်ခုလုံးမှာဗီဒီယိုတစ်ခါနှခန်းကြည့်အောင်လည်းတော့မရပါဘူး၃၄၅ဘုတ်လောက်ကြည့်ပါအကယ်၍နေဝေးကမလာနိုင်လို့ရှိရင်ဗီဒီယိုတစ်ခါနှခန်းကြည့်လို့လည်းမရပါဘူးအဲ့တော့ကျွန်တော်ရဲ့သင်တန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ကတစ်ရက်ပဲသင်တယ်တစ်ရက်ကိုညတစ်ပိုင်းလောက်ပဲသင်နိုင်တာပေါ့နော်၃နာရီ၄နာရီလောက်ပဲသင်နိုင်တယ်အဲ့ဒီ၃နာရီ၄နာရီနဲ့လည်းအကုန်လုံးတတ်ချက်မှလည်းတတ်ပဲဘာလို့ဆိုတော့ကျွန်တော်က6နှစ်9နှစ်လောက်ဆန်းတက်ထားတဲ့ဟာကို3-4နာရီနဲ့တင်အကုန်လုံးတက်ချင်မှတက်တက်မယ်အဲဒီကျွန်တော်ရဲ့တင်တန်းမှာတော့ဘီလက်မီရဲ့ အကြောင်းတွေသဲတွေရဲ့အကြောင်းတွေအမြုပ်စည်းရည်တွေရဲ့အကြောင်းတွေအစဆုံးမတင်နိုင်တော့ဘူးပေါ့နော်အဲ့တော့ဒီအမြုပ်ဆက်ကိုဘယ်လိုအသုံးချမလဲဒီဟာနဲ့ဘယ်လိုရောမလဲဘယ်လိုလောင်းချရဲ့ဝိပေါ်ကိုဖြစ်သွားမလဲအဲ့တော့ကျွန်တော်တို့နေရလာတဲ့လူတွေလည်းဒီလိုမှုရာလေးရဲ့ချိန်တွယ်တာလေးတွေလောင်းတာလေးတွေမြင်သွားမယ်ကိုအိမ်ရောက်မှကိုကကိုဗီဒီယိုလေးဆက်ကြည့်မယ်ဆက်လေးလာမယ်ဆက်လုပ်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်ကျွန်တော်ရဲ့ page မှာတော့၎င်းကျွန်တော်ရဲ့ friend ထဲမှာတော့၎င်းကျွန်တော်ရှိမှာသင်တန်းလာတက်တဲ့လူတွေတနိုင်တစ်ပိုင်းရတယ်ပြီးတော့လုတ်ပြီးတော့အောင်မြင်သွားတဲ့လူတွေနေမျိုးတွေတော်တော်များများမှာလုပ်ငန်းတွေစတင်လည်ပတ်နေတာတွေလည်းရှိပါတယ်အောင်မြင်နေတဲ့လူတွေရှိပါတယ်တချို့တွေကလုပ်ငန်းတွေမအောင်မြင်ဘူးဆိုတော့သူတို့ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေခါးပြတ်သွားတာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ weight ball အုပ်လုတ်တဲ့နေရာမှာလည်းနီးပညာတစ်ခုသေးနဲ့ချစ်ကတ်လို့မရပါဘူး weight ball အုပ်တစ်မျိုးတည်းက ချိကတ်ခတ်ပါတယ်အတို့တကြောင်ဒီလို CSC ဝိတ်ပေါ်ကွန်ကရစ်ကိုတခြားကျန်ငင်းလုံးနေမှာတုံးမလားလေပေါက်တွေမှာတုံးမလားချာတုံးနေတဲ့ဒီရယ်ကိုကိုကကိုအဲဒီရယ်ကိုကကိုရှာပြရောက်ရမယ်အဲတချို့တွေဆိုရင်ကျွန်တော်ရှိမှာတင်တန်းလာတက်ပြီးတော့သူတို့ရဲ့လုပ်ငန်းတွေသူတို့တွေက အားတွေလုတ်တယ်ဆိုတော့တို့တွေကွန်ကရစ်နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေလုတ်ကြတယ်။ကြောက်စီကူတွေလုတ်ကြတယ်။အဲတိုင်ပုံတွေလောင်းကြတယ်။ခြံတီးဟိုးတိုင်တွေလောင်းတယ်။အဲ့လိုလုပ်ငန်းဓမားတွေတော်တော်များများကကျွန်တော်ရှီမှာလာပြီးတော့တန်တန်းနေတက်ပြီးတော့လေ့လာကြပါတယ်။တို့ကထပ်ပြီးတော့တို့ရှီမှာလက်မှုလက်ရင်လုပ်ငန်းလေးတွေရှိတယ်။ရှိတဲ့အထက်ကိုတို့က CSC နီးပညာကိုထပ်တင်တယ်။အဲ့လို CSC နီးပညာနဲ့ပတ်သက်ပြီးတော့တို့ရဲ့လုပ်ငန်းတွေမှာ ထပ်ပြီးတော့ CSC နည်းပညာနဲ့ဘယ်လိုအစားထိုးမလဲဥမာပြလေပေါက်တစ်ခုကို2500 3000ရောင်းတယ် CSC နဲ့လုံလို့ရှင်900လောက်ကြာမလား600လောက်ကြာမလား အဲ့ဒါကိုအစာထိုးမယ်အဲ့တော့ဝေတဲ့လူကလည်းထောင်3000တန်လောက်မဝေနိုင်ဘဲနဲ့2000လောက်တို့2500လောက်လို့နဲ့ဈေးလျှော့ရောင်းရင်ဝေတဲ့လူလည်းတက်တာမယ်ရောင်းတဲ့လူလည်းအဖိုးခါရမယ်အဲ့ဒါကြောင့်မလို့တို့ CSC ကိုချိကပ်ပြီးတော့အစာထိုးပြီးတော့လုပ်နေတဲ့လုပ်ငန်းရှင်တွေတော်တော်များများကချိကိုရောက်သွားတယ်အဲ့တော့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုလုပ်တဲ့နေရာမှာ one way ပေါ့နော်တလန်းလေးကိုမတော်နဲ့ကြံတဲ့လမ်းတွေကိုလည်းလိုက်ပြီးတော့စဉ်းစားထားရမယ်ကျွန်တော်ရဲ့ တိအမြင်ရတော့တော်တော်များများ CSC လုပ်ငန်းကျွန်တော်ရှိမှပင်လန်းလာတက်ပြီးတော့အောင်မြင်သွားတဲ့လူတွေတော်တော်များများကဘလို့လုပ်ကြလဲဆိုတော့တယောက်တော့တယောက်တော့မတူဘူးပေါ့နော်တချို့တွေကသူတို့အုတ်တွေကိုထုတ်တယ်သူတို့ရဲ့ insulation ဘိုင်းပေါ့နော်အုတ်စီတာတို့အုတ်တိုင်းကာတာတို့ခြံစည်းရိုးကာတာတို့နောက်ပိတ်ဆုံးအဆောက်အဦတွေစောက်တယ်အဲ့ဒါမျိုးတွေကိုသူတို့ကတွဲပြီးတော့လှုပ်ပေးသွားတယ်အဲ့တော့ဝဲလူကလည်းယုံကြည်မှုရှိတယ်။ဥမာပြအုတ်လာဝဲတယ်။အာကျွန်တော်အုတ်ဝဲခြင်းနဲ့ခြံစည်းကိုခတ်ခြင်းအာကျွန်တော်တခါတည်းတွဲခတ်ပြီးမယ်။ တခြင်းဘလောက်တဘီယူဘလောက်တခါတည်းဈေးနှုန်းတက်မှတ်ပြီးတော့အချောရင်ဘလောက်စီရင်ဘလောက်ကိုရှိမှာလုပ်ငန်းလုပ်ဖို့အတွက် estimate တွက်ထားတဲ့ဈေးနှုန်းလေးတွေရှိရင်လုပ်ငန်းအပ်တဲ့လူအုပ်လာဝတဲ့လူကကိုယ်ပဲအမှာဖြစ်ပါတယ်ကိုယ်ပဲလုပ်ငန်းခိုင်းမှာဖြစ်ပါတယ်သို့တော့ကြောင့်ဒါတွေကနေဒီတာဒီမှာတဏီယာနဲ့တဏီယာလောက်တာရှားပါမှုရဲ့အတက်ပညာကျွမ်းကျင်မှုပဲဘာတူကြအောင်တချို့တွေကအုပ်ပဲလောက်တတ်တယ်စီရဲ့အလုပ်တွေချိုးတဲ့အလုပ်တွေအဲ့ဒါခြံစည်းကိုခတ်တဲ့အလုပ်တွေအစားအဝတ် လုပ်တဲ့အလုပ်တွေမလုပ်တတ်ကြဘူးတချို့ CSE တက်တဲ့လူတွေကကိုယ်တိုင်လည်း engineer တွေဖြစ်တယ်အဆောက်အဦတွေစောက်နေတဲ့လူတွေလည်းဖြစ်တယ်အဲ့လိုမျိုးလူတွေဆိုရင်ပို့ပြီးတော့လုပ်ငန်းကိုအောင်မြင်နိုင်ကြလဲများတယ်တိုးတက်နိုင်ကြလဲများပါတယ်ဟုတ်သူတို့ကြောင့်တခြားဘူဒ္ဓဖြစ်ဖွယ်ရာတွေကိုလည်းကျွန်တော်ထပ်ပြီးရောတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်သူတို့ကြောင့် CSC နီးပညာကိုချိတ်ကတ်တဲ့နေရာမှာ အောင်မြောင်လဲလို့လို့ရတယ်တနိုင်တပိုင်းရလေပြီးတော့လုပ်ငန်းအကြီးအကြီးလုပ်လို့ရပါတယ်တချို့ကျွန်တော်ရှိမှာတချို့တွေတင်နှန်းလာတက်တယ်ဟာ၄၅6နှစ်လောက်ကကျွန်တော်စဆပြီးတော့တင်နှန်းစဖွင့်တဲ့အချိန်ကစပြီးတော့တက်ပြီးတော့အခု9နှစ်10နှစ်လောက်မှာပြန်လာတက်တဲ့လူတွေရှိတယ်အဆရာကြီးကျွန်တော်တော့ကျန်ခဲ့တဲ့6နှစ်လောက်ကလက်တက်ဘူးတယ်ကျွန်တော်မှတ်မိတယ်အခု9နှစ်ကြာမှသူလုပ်ငန်းစပါခင်ဗျာတော်တော်နောက်ကျနေပြီ ဘာဖြစ်လို့9နှစ်လောက်မှစတယ်ခမားနဲ့အတူတူတက်တဲ့လူတွေအခုတို့မျိုးတွေတို့နေတွေမှာ လုပ်ငန်းတွေတော်တော်များများအောင်မြင်နေပြီရှေ့ကိုတော်တော်ရောက်နေပြီအဲ့တော့ကြောင့်ကျွန်တော်တို့ကသူများတဲ့ချီလန်းနေမနှောက်ကြပါစေနဲ့တနိုင်တစ်ပိုင်းရတယ်ပြီးတော့စတင်ပြီးတော့လုပ်လို့ရှိရင်တိုးတက်နိုင်ပါတယ်ဖြစ်နိုင်ပါတယ်ကျွန်တော် CSC လုပ်ငန်းကိုစလုပ်တဲ့အချိန်ကတော့ကျွန်တော်လည်းဒီဟာပေါ့နော်တို့များများလေ့လာတယ် เนาะကျွန်တော်စလေးလာတဲ့အချိန်တုန်းကဆိုရင်ကျွန်တော်ကဒီဟာကို CSC ကို မလေးလာနိုင်သေးဘူးပေါ့เนาะဟိုပေါ့ဟိုဝေဝေအရင်ကြီးလဲအဲ့လောက်မရှိသေးဘူးကျွန်တော်တို့ဒီလိုကျွန်တော်ဦးလေး engineer ဆိုတော့တရားဆောက်လို့ရေလုပ်ငန်းတွေကကျွန်တော် like သွားပြီးတော့ဒီလို concrete နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ရင်းလုပ်ရင်းလုပ်ရင်းနဲ့အဲ့ဒီ engineer တွေမှာဒီလို CSC နည်းပညာကိုနိုင်ငံခြားတွေပြီးတော့သင်ယူလာတဲ့ဆရာတယောက်ပါတယ် ဲ့ engineer တယောက်ကတည်းကသူနဲ့ကျွန်တော်နဲ့စကားပြောဖြစ်တော့သူကနိုင်ငံသားတွေတော်တော်များများတင်လာတယ်ဗမာပြည်မှာမထုံးကားသေးဘူးဒီဟာလေးကိုလုပ်ပါဆိုပြီးတော့လေ့လာပါဆိုပြီးတော့အကြံပေးတော့ကျွန်တော်ဒါကိုစတင်ပြီးတော့လေ့လာပြီးတော့ဒီလုပ်ငန်းလေးကိုဟိုပေါ့ထဲထဲဝင်ဝင်ပေါ့နော်ဟေးလာရုံနဲ့မပြီးဘူးစက်တွေလည်းထုတ်လုပ်တတ်ရမယ်ကိုယ်တိုင်လည်း product ဆွဲရမယ်နောက်ပြီးတော့ထွက်လာတဲ့ပစ္စည်းတွေကိုလည်းနှိမ့်နဲ့ချီပေါ့နော်စမ်းတတ်ပြီးတော့ ဘယ်ဟာဘယ်နဲ့နှစ်ကြရင်ဘလူသိတိစားရှိတယ်ဘလူမာတဲ့အဆင်ရှိတယ်ဘလူပစ္စည်းတွေကိုချက်တွင်ပြီးတော့တုံးလို့ရတယ်အစကျွန်တော်ကတေချာလေ့လာတာအဲကျွန်တော်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ကဒီလိုအချိုးအစားတွေနဲ့စီးတွေပြောင်းလဲပြီးတော့ထုတ်ထားတယ်ရောစက်တဲ့အချိုးအစားတွေပြောင်းလဲပြီးတော့ထုတ်ထားတယ်ဘလောက်တုံးတွေတော်တော်များများထုတ်လုပ်ထားတာရှိတယ်အဲ့ဒါတွေကိုကျွန်တော်ကချက်ချင်းထုတ်ပြီးတော့ချက်ချင်းဆက်သက်တာမဟုတ်ဘူးဒီဟာတွေကိုထုတ်တယ်ထုတ်ပြီးတော့3လတစ်ကြိမ်6လတစ်ကြိမ်တစ်နှစ်တစ်ကြိမ် နှစ်ကြာရင်တစ်ချိန်ကျွန်တော်ကရပြီးတော့အတုံးတွေကိုတခွဲကမ်းမှာကျွန်တော်ဆန်းတက်ပြီးတော့မာတဲ့အဆင့်ဒီသူ့ရဲ့တကီးစားဘလောက်ရှိတယ်သူ့ရဲ့ဂျီဓာတ်ကဘလောက်ကုန်သွားတယ်သူ့ရဲ့ MPA ဘလောက်တက်လာတယ် PSI ဘလောက်တက်လာတယ်သူ့မှာရောဆက်တဲ့အချိုးတွေကဘာတွေနဲ့ရောထားတယ်အောင်ကျွန်တော်ကဒရားလေးတွေကိုမှတ်သားထားပြီးတော့ကျန်တဲ့လူတွေကို now လူတွေမခက်ခဲအောင်ကျွန်တော်တော်တော်များများမျှဝေပေးထားတာရှိပါတယ်ကျွန်တော်ရှီမာသင်တန်းလာတက်ပြီးတော့ ဟလာတချို့တွေလည်းအာအချိန်လာတက်တယ်နောက်အဆက်ပဲမရှိတော့ဘူးသူတို့ကသူတို့လောက်ကြတယ်သူတို့ကသူတို့ဖန်တီးကြတာရှိတယ်တချို့တွေလည်း9နှစ်8နှစ်ရတဲ့အရောက်တဲ့အထိကိုအဆက်အသွယ်မပြတ်ဘူးဘုနော်ကျွန်တော်တော့ဘယ်ယာကြီးလုံနေပြီဆရာဆရာရှင်မနီးပညာအတက်ဘာတွေရှိတယ်အဲ့လိုဆက်သွယ်တဲ့လူတွေကတော့အဲ့လိုနီးပညာအတက်တွေကိုသူတို့တွေကိုကျွန်တော်လက်ဆင့်ကမ်းပြီးတော့မျှဝေပေးလို့ရသွားတာကြီးလည်းရှိပါတယ်တော်တော်များများကတချို့လည်းဟိုပါပေါ့နော်သူတို့ တတ်တဲ့ဤပညာကိုရပ်မထားဘူးပေါ့ရှေ့ကိုဆက်သွားတယ်တချို့တွေကလည်းဟလာဟိုဒီလိုဒီဘောအုပ်လုပ်တယ်ဝိဘောအုပ်လုပ်တယ်အဲ့နေရာလေးမှာလည်းသူတို့ပြောနေပြီအဲ့နေရာလေးမှာလည်းသူတို့လုပ်ငန်းတွေကိုဟိုဟာဘောတော်တော်များများအောင်မြင်နေတော့ရှေ့ကိုဆက်ပြီးတော့မတက်နိုင်တော့တော်တော်များများအဲ့နေရာမှာလည်းသူတို့ကလုပ်ငန်းကတကယ် busy ဖြစ်နေတော့ရှေ့ကိုတက်မလာတော့ဘောအဲ့လိုလုပ်ငန်းရှင်တွေလည်းရှိပါတယ်တခြားဗီဒီယိုတွေဆက်လက်ပြီးတော့လေ့လာလို့ရပါတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပြစေခင်ဗျာ ားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ